ရာရာတိုင်းမှာပြောမယ်ဆိုရင် limit တို့ expiry date တို့ရှိတယ်ကျွန်တော် customer နဲ့ပတ်သက်လို့ကျွန်တော်မှ limit လည်းမရှိဘူးတက်တန်းကုန်ဆုံးသွားမယ်ဆိုတာလည်းမရှိဘူးကျွန်တော်နဲ့အမြဲတမ်းဆက်ပြီးတော့အလုပ်လုပ်နေတဲ့၍ဒီ expiry date ကကျွန်တော်နဲ့အမြဲတမ်းတက်တန်းတိုးသွားမှာ င်္ဂလာပါမိုက်ကယ်ကျော်ကျော်ပါကက်ရှမိုင်းတော်တော်များများကျွန်တော်တို့မိကြတယ်ဗောနောချက်ပေါက်မှာစာပို့တာပြိုင်းပြန်တာကြာတာတို့ပုံမှန်နေမှာစာမပြန်တာတို့ဗောနောကျွန်တော်တို့လည်းဒီပြဿနာကိုအတက်နိုင်ဆုံးဖြေရှင်းနေပါတယ်လက်ရှိကျွန်တော်ယုံမှကျွန်တော်ညီလေး၄-၅ရောက်လောက်နဲ့မနက်၈နာရီကနေပြီးတော့ညနေ၆နာရီခွဲထိဗောနောကျွန်တော်တို့တေချာလေးလှုပ်လှုပ်ပြီးပါတယ်အဲ့တော့မိုက်ကယ်ကျော်ကျော်ကကိုယ့်ရဲ့ကက်ရှမိုင်းတွေကိုဂယူးမဆိုင်ဘူးလားဆိုတော့ကျွန်တော်ဒါဂယူးဆိုင်ပါတယ်ကျွန်တော်နမူနာလေးတစ်ခုနဲ့ပြောပြမယ်ဒီဖန်ခွက်လေးဆိုရင်ကျွန်တော်၃နာရီ၈နာရီရှိပြီကျွန်တော်အလုပ်စပွဲမှာအများအားရှိရယ်ကော်ဖီတောက်လဲကျွန်တော်ဒီခွက်နဲ့ပဲရင်းနှီးချမ်းတောက်လဲ လဲကျွန်တော်ဒီခွက်နဲ့ပဲရေတောက်လဲကျွန်တော်ဒီခွက်လေးနဲ့ပဲအဲ့တော့ဒီဘာမဟုတ်တဲ့ဒီဖန်ခွက်၄တောင်မှကျွန်တော်ကဂယူဒီဇိုင်းနဲ့တုံးပြတယ်ဆိုရင်ကျွန်တော်နေ့စဉ်ထမင်းကျွေးနေတဲ့အလုပ်ပေးနေတဲ့ customer တွေကိုကျွန်တော်ကဘာဖြစ်လို့ဂယူမဆိုင်ရမှာလဲ customer တိုင်းရဲ့တက်လာတဲ့ complaint တွေနောက်ပြီးတော့ကျွန်တော်တို့လုပ်ငန်းကြန့်ကြာတာတွေကအများရန်ပို့ပြီးတော့လွယ်ကူအောင်အလုပ်ရှုပ်တတ်တောင်ကျွန်တော်တို့ကနီလန်းမျိုးစုံနဲ့ကျွန်တော်ကမိုးလင်းတာနဲ့ကျွန်တော်စဉ်းစားပြီးတော့ဖြည့်ရှင်းပေးတယ်ဖြစ်လာတဲ့ပြဿနာတွေပေါ့နော်မျိုးစုံပဲအဲ့တော့ အရာရာတိုင်းမှာတက်တန်းကုန်ဆုံးတဲ့ date ရှိတယ် expiry date ပေါ့နော်အခုဒီခွက်လေးဆိုရင်လည်းကျွန်တော်နဲ့လက်ရှိရတဲ့၈နှစ်ဒါပေမဲ့ဘယ်ချိန်မှကွက်ကျကွဲသွားမယ်ဘယ်ချိန်မှပြက်စီးသွားမယ်ဆိုတာကျွန်တော်မသိသေးဘူးအခုကွဲသွားရင်ကျွန်တော်ဒီသူနဲ့ကျွန်တော်နဲ့ရေဆက်ကုန်သွားတဲ့ expiry date ပေါ့နော် customer တွေကြားရင်ကျွန်တော်က expiry date ဆိုတာမရှိဘူးကျွန်တော်အတွက်ပြောတာကျွန်တော်နဲ့စကားများသွားသည်ဖြစ်စီတခုခုစိတ်နှောက်ယှက်ဖြစ်သွားသည်ဖြစ်စီဆက်မလုပ်တဲ့ customer တောင်မှသူ့ရဲ့ data ချက်လက်ကျွန်တော်တို့ကတင်ထားပေးတယ်ထိပ်ပြောင်းလာတဲ့အချိန်ပြန်ဝင်လာရတယ်ဘလို့တော့ ရတယ်။တခြား account ထူးနဲ့ဆက်သွယ်လာခဲ့ရတယ်။အဲ့တော့အရာရာတိုင်းမှာပြောမယ်ဆိုရင် limit တို့ expire date တို့ရှိတယ်။ကျွန်တော် customer နဲ့ပတ်သက်လို့ကျွန်တော်မှ limit လည်းမရှိဘူး။တက်တန်းကုန်ဆုံးသွားမယ်ဆိုတာလည်းမရှိဘူး။ကျွန်တော်နဲ့အမြဲတမ်းဆက်ပြီးတော့အလုပ်လုပ်နေတဲ့ရွေးဒီ expire date ကကျွန်တော်နဲ့အမြဲတမ်းတက်တန်းတိုးသွားမှာ။ပြောမယ်ဆိုရင်ဘယ်တော့မှကျွန်တော်ဂယူးမဆိုင်တာတို့ပြစ်ပယ်လိုက်တာတို့ဘာလို့မရှိဘူးပေါ့နော်။ ြောမယ်ဆိုကျွန်တော်အမြဲတမ်းချက်လက် data တွေတိတ်နာပေးရဒီတက်ပို့ပြီးတော့လွယ်ကူအောင်ကျွန်တော်တို့တခုခုလာစကားပြောလိုက်တာနဲ့ကိုယ့်ဘက်ကတေချာတဲ့ data လေးတခုပဲပေးဒါမှမဟုတ်ပတ်စုမျက်နှာလောက်လေးဖြစ်ဖြစ်ပို့လာဒါမှမဟုတ်မွေးနေ့လောက်လေးဖြစ်ပို့လာနာမည်နဲ့မွေးနေ့လောက်လေးဖြစ်ပို့လာကျွန်တော်ချက်ချင်း10မိနစ်5မိနစ်အတွင်းဒီလူရဲ့ကိုရှိမှဘာလုပ်ချင်တာလဲဘာလဲကိုကျွန်တော်တေချာတမ်းမေးပြီးတော့တန်းလုပ်ပြီးလို့ရတဲ့ system မျိုးဒီကျွန်တော်တို့တိရှိောက်ထားတာ ျွန်တော်ရဲ့ customer တွေပုံမှာကျွန်တော်ကယူဆိုင်တဲ့ပုံစံပေါ့နော်။ဟိုးရင်တော့ဆိုရင်ဒီလိုမျိုး system နဲ့ကျွန်တော်တို့ဒီ data တွေစနစ်တကျမတင်းဆဲမိခဲ့တဲ့အတွက် customer တယောက်ကျွန်တော်တို့လာပြောပြီးဆိုရင်အချက်လက်တွေပြန်မေးရတယ်ပို့ရတယ်အာဒီ messenger ထဲမှာပုံတွေကအများကြီးပဲထပ်နေ။ အခုနောက်ပိုင်းဆိုကျွန်တော်တို့တခုခုပို့လာပြီးဆိုတော့ကျွန်တော်တို့ကဘာလေးပဲပြပြတင်လာပြီအဲ့တော့ကျွန်တော်တို့တစ်ခါပို့ပြီးွားတဲ့လူကနောက်တစ်ခါကျွန်တော်တို့အကောင့်ပြတ်သွားရင်တော့မပတ်စိုးမျက်နှာလောက်လေးတခုပဲပို့လာပြီတို့တော့မှမင်းနေတဲ့ data တွေတို့တော့မှမရှိတော့တဲ့ဟာတွေတချို့ဆိုမပုံနေနေပါပြီးပျောက်သွားတယ်ကျွန်တော်တို့ကတင်လာပြီကျွန်တော်တို့ပို့ထားခဲ့ဘူးပြီမနော်ဒီလိုမျိုးကြီးတော့ကျွန်တော်တို့က queue site ပြီး Okay နောက်တစ်ခုက အစိုးရကပြောင်းနာတဲ့တည်င်းတွေအားလုံးကိုကိုကျော်ကဘာဖြစ်လို့မပြောပြတာလဲဥပမာလေးနဲ့ပဲ example တစ်ခုပြောပြပေးမှာပေါ့နော်ကျွန်တော်တို့ market ကျော်ကျော် page ကိုစားတောက်ဆိုင်လို့ဆိုပြီးတော့မြင်အောင်ကြည့်လိုက်အဲ့တော့ customer တွေကလာပြီးတော့စားတောက်နဲ့စားတောက်သူတွေပေါ့နော်ကျွန်တော်တို့ရှိမှလာပြီးတော့ messenger ဝင်လာပြီဆိုတော့ဒါကိုယ့်ရဲ့ customer ဖြစ်သွားပြီဘယ်ရိုက်ချင်တာကတော့တတိပြောင်းကြောက်ခေါက်လုတ်ချင်တာကတော့ okay သူတို့ကအလုပ်အမယ်စေနှုန်းမေးမယ်ရှင်ငွေလွှဲတာကတော့ငွေကြေးရှိတာကတော့ဘာလို့လုံမယ်ပြီးရင်သူတို့ကဒီစားတောက်ဆိုင်မှာဝင်လာပြီဆိုတော့ဒါကသမင်းမှာ ယ်မှာပြီးထိုင်ဆောင်မယ်โอเคထိုင်ဆောင်တဲ့အဆင့်ရောက်သွားပြီအဲ့ချိန်မှာကျွန်တော်တို့ကဒီ kitchen ထဲမှာစပုမှုနှစ်ယောက်ကရန်ဖြစ်နေတာတို့ waiter နှစ်ယောက်ကစကားများနေတာတို့ kitchen ထဲမှာဟိုအသားငါကုန်နေတာတို့ဘာတို့အဲ့ဒီပြဿနာတွေကကြတော့ကျွန်တော်ဒီကျွန်တော်တို့ဆိုင်ရဲ့ပြဿနာပေါ့နော်ဒါကျွန်တော်တို့ဘက်လို့ရှင်းရမှာအဲ့ဒါကို customer ကိုကျွန်တော်တို့ကအသေးစိတ်ကစပြီးတော့ live ပြောနေစရာမလိုဘူးအဲ့တော့ရိုးရိုးလေးပဲဘက်ဖွင့်တယ်ဘက်ရိုက်တယ် okay ဘတ်ဆိုရမဖွင့်နေခင်မှာစောင့်ဆိုင်ရမယ်ကစတမာတွေကထိုင်ပြီးစောင့်နေတဲ့ချိန်မှာပိုကလှုပ်ရှားရှိရလှုပ်ပေးရမယ်ကျွန်တော်တို့ကမလှုပ်ရသေးရင်ကျွန်တော်တို့သူတို့တရောလောက်တော့ကြာတယ်ကစတမာကိုစောင့်နိုင်ပါသလားโอเคမစောင့်နိုင်တဲ့ကစတမာဆိုကျွန်တော်တို့ငွေပြန်ဟန်ပေးတာတို့ရှင်းပေးတာတို့ဒါကျွန်တော်ပြေးမှာခုလက်ရှိ brand တွေပုံစံတိုက်ရိုက်ထားရဲဆိုလဲကျွန်တော်တို့ကဟိုရုံးတင်နံပါတ်ရပြီး canceler လောက်ပါပါဆင်းမယ်ပေးဦးဆိုမယ်ကျွန်တော်တို့ကခွပြန်ဟန်ပေးနေအခုလက်ရှိကျွန်တော်တို့ဒဲမှာ cancel လုပ်သွားတဲ့လူအယောက်100ကျော်ရှိတယ် အားလုံးကိုကျွန်တော်အဆင်ပြေအောင်တစ်ခါတစ်ခါလေးကျွန်တော်တေချာမေးပြီးတာနဲ့တရက်နေ့ရက်တွင်ကျွန်တော်အပီရှင်းပေးတာလက်ရှိကျွန်တော်ရှိမှာတချို့တွေဆိုရင်ဆက်မလုပ်တော့ဘူးအကိုတို့တင်လာတဲ့ပူကြောင့်ကျန်လောက်သွားရင်ငွေပြန်မရအောင်ဆိုတော့တိပါတယ်ဒါလေးကိုဒါကြောင်းကြတာဆိုရင်ကျွန်တော်တို့ကအဲ့ဒီလူတွေလည်းတော့ပြန်အမ်းမိတယ်ဘယ်လိုပုံစံနဲ့အမ်းပေးရလဲကိုချင်းချင်းတော့မေးကြည့်ပါဦးနော် အဲ့တော့ဒီအစိုးရကဖြစ်နေတဲ့ policy တွေအစည်းအဝေးထိုင်တာတို့တရားတွေဘာတွေကကြတော့ဒါတွေကကျွန်တော်တို့ပဲတင်ရပြီကစ္စတမာတွေကဒီဥစ္စာတွေကလိုက်ပြီးတော့စဉ်းစားပြီးတော့ခေါင်းချောက်နေကြမလို့ဒါကျွန်တော်ရဲ့ကျေးဇူးရှင်ကစ္စတမာတွေအဲ့တော့တီတင်တီတော့တဲ့အနှစ်ကျောက်လောက်ပဲကျွန်တော်တို့ကပြောပေးမှာအဲ့တော့ကစ္စတမာတွေကကိုယ့်ရဲ့ thamin ရှင်တွေအလုပ်သမားတွေမဟုတ်ဘူးနောက်ကွယ်မှာဖြစ်နေတဲ့ဟာ waiter တွေရင်ဖြစ်တာတို့ကစ္စတမာပြဿနာဖြစ်နေတာတို့အဲ့ဒါတွေကကစ္စတမာတွေကတီးကြမလို့ ဗဖွင့်မီဆိုတဲ့အချိန်ကြရင်လည်းဗဖွင့်မီတို့တို့ရှင်းမော်နော်လှုပ်လို့ရတယ် main point အဓိက main point အနှစ်ချုပ်တွေတည်ကြတဲ့ဟာတွေပဲကျွန်တော်ပြောပြမှာတခုတခုဖြစ်နေတဲ့နောက်ွယ်ရပြဿနာတွေကပြောလဲဆိတ်ရှုပ်စရာပဲရှိတယ်လေတချို့ဥစ္စာတွေကြရင်လည်းကိုလီတော်မမနဲ့နားလဲအောင်ကြည့်နေရတဲ့တရင်ချက်လက်တွေအဓိယာတွေက customer တွေကအကုန်လုံးလိုက်ပြီးတော့ခေါင်းချုပ်ခံပြီးရှင်းစားနေကြမလို့အဲကျွန်တော်အဲနမူနာပြောပြတာပေါ့နော်အဲတော့ တိကျတေကြတဲ့သတင်းအနှစ်ချုပ်ပဲကျွန်တော်ပြောပေးမှာတိတိမမွားလေးတွေတို့နောက်ွယ်ပြဿနာလေးတွေတို့အားစီဝေးပွဲသတင်းတွေပါတယ်အဲ့ဒီဟာတွေကကျွန်တော်ပြောမှာမဟုတ်ကစ္စတမာတွေအတွက်လည်းစိတ်ရှုပ်စေတယ်အဲ့လိုမျိုးကျွန်တော်ယူဆလို့ကျွန်တော်ကအမြဲတမ်းမပြောတာပေါ့နော်တကယ်လို့တည်ချင်တာရှင်းလဲ MKK ရဲ့ပေးမှာဒါပြီးတော့မနက်၈နာရီကနေညနေ၆နာရီခွဲထိမေးမြန်းလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်